ိုးကြီးနှင့်တတိပေးချက်ယနေ့မြန်မာစံတော်ချိန်6နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရအနောက်တောင်မုတ်တုံလေးအားကောင်းရာမှအလွန်ကောင်းနိုင်မှုကြောင့်9ရက်6လ2025ရက်မှ15ရက်6လ2025 ယနေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှ နေရအနှံ့ပြားမိုးထစ်ချုံရွာပြီးနေရကွက်၍မိုးသေးထန်ခြင်းဒေတာအလိုက်မိုးကြီးခြင်းနှင့် မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာ ਈ လင်35မိုင်မမိုင်40အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်။ထို့ဖြစ်ပါ၍ပြည်သူလူထုအနေဖြင့်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် အဆောက်အုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်လျှက်စစ်တပ်အားလိုင်းများပြိုကျရိုင်လဲခြင်းစသောတဘာဝဘေးအနေရတို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြစ်ဒေသများအနီးတွင်နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအနေရကို၎င်းမြမကံယူရန်တလျှောက်မြင်းငယ်ချောင်းငယ်များအနီးနှင့်မြေနေပိုင်းတွင် နေထိုင်ကြသူများအနေဖြင့်လေပြင်းအနေရနှင့်လျှက်တပြက်ရေကြီးရေရှမ်းမှုအနေရတို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့် စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကံယူရန်တျှောက်နှင့်ကန်းလွန်ပင်လေပြင်းတို့ရှိကန်ဒီကန်ဝေငါးဖန်းရေရင်များဆက်လေများတင်မောများအနေဖြင့်လည်းအထူးသတိပြုနိုင်ပါရန်အထူးသတိပေးချက်ထုတ်ပြန်တင်ပြအပ်ပါသည်